ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာနိုင်ငံမှာ2025ခုနှစ်အတွင်းဘိန်းဆိုင်ပြိုမှု18ရာခိုင်နှုန်းအထိမြင့်တက်လာပြီး ရှင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာပါစိုက်ပျိုးမှုတွေတိုးလာနေတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ်။2025ခုနှစ်မြန်မာနိုင်ငံဘိန်းဆိုင်ပြိုမှုစစ်တမ်းအရပြီးခဲ့တဲ့နှစ်အတွင်းဘိန်းဆိုင်ပြိုမှုဟာ18ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပြီး2024ခုနှစ်မှာဟက်တာ45200စိုက်ပျိုးရာကနေ2025ခုနှစ်မှာတော့ ဟက်တာ9300အထိကိုတိုးပြီးတော့စိုက်ပျိုးလာခဲ့ကြတယ်လို့ဖော်ပြပါရယ်မြန်မာမှာဘိတ်စိုက်ပျိုးမှုခက်တကြဆင်းမှုရှိခဲ့ပေမဲ့လည်းအဲ့ဒီအခြေအနေကိုပြောင်းပြန်လှန်က2020ခုနှစ်ကစတင်ပြီးပြန်လည်မြင့်တက်လာခဲ့တာလို့ဆိုပါရယ်ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကြောင့်ဒေသတချို့မှာဘိတ်စိုက်ပျိုးမှုတိုးတက်လာနေတာကိုတွေ့မြင်ရပြီးရှမ်းပြည်နယ်အရှေ့ပိုင်းမှာစိုက်ပျိုးမှု30%ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ ရှင်းပြနေမှာတော့26ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တာကိုမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ဖော်ပြပါရယ်။နှိမ့်နှင်းဖို့ခက်ခဲမှုနဲ့မှောင်ခိုရောင်းဝယ်ရေးကွန်ရက်တွေကြောင့်မြန်မာနိုင်ငံဘင်းစည်းဝါးရေးရဲ့အဓိကအဆက်အရှာဖြစ်တဲ့ရှမ်းပြည်နယ်တောင်ပိုင်းကတော့နိုင်ငံရဲ့အဓိကစိုက်ပျိုး area အဖြစ်ဆက်လက်တည်ရှိနေပြီးဘင်းခင်အလုံးရဲ့44ရာခိုင်နှုန်းကိုစိုက်ပျိုးနေတာလို့ဆိုပါရယ်။ 2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံပြည်ပခါရဲ့ဗဟိုချက်လို့ယုံကြည်ရတဲ့စကိုင်းတိုင်းဒေသကြီးမှာလည်းပထမဆုံးအကြိမ်အဖြစ်တည်သားထင်ရှားတဲ့ဘိန်းဆိုင်ပြုံးမှုကိုမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံပြည်ပခါနဲ့စီးပွားရေးပြိုလဲမှုတွေအကြားမှာဘိန်းဆိုင်ပြုံးမှု၁နှစ်အတွင်းအမြင့်ဆုံးကိုရောက်ရှိလာတာလည်းဖြစ်ပါတယ်။တရားမဝင်ဘိန်းဆိုင်ပြုံးမှုရဲ့အဓိကကဘာလုံးဆိုင်ရာအရင်းအမြစ်၃ခုဟာအာဖဂန်နစ္စတန်၊ကိုလံဘီယာနဲ့မြန်မာနိုင်ငံတို့ဖြစ်ကြပါတယ်။၂၀၂၃ခုနှစ်မှာ တာလီဘန်တွေပိတ်ပင်ပြီးတဲ့နောက်စိုက်ပျိုးမှု65ရာခိုင်နှုန်းကျဆင်းသွားခဲ့တဲ့အာဖဂန်နစ္စတန်မှာထုတ်လုပ်မှုကျဆင်းသွားခြင်းကစပြီးတော့မြန်မာနိုင်ငံဟာကမ္ဘာ့ဘင်းစိုက်ပျိုးမှုရဲ့အဓိကရင်းမြစ်ဖြစ်လာခဲ့တာပါ။